အော်ဟုတ်ကဲ့ပါခင်ဗျာ။ဟိုဒီနေ့2025ခုနှစ်ဒီနိုဝင်ဘာလ9ရက်နေ့အမနက်7:00နာရီခွဲလောက်မှာဒီပုံနာကျွန်းမြို့နယ်ထေးကဒီနေရာနှစ်ခုကိုဟိုအကျန်းဖက်ဖက်စစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့တာရှိပါတယ်။ဟိုပထမဒီဘုံကျဲတိုက်ခိုက်တဲ့ဖြစ်စဉ်ကတော့ဒီပုံနာကျွန်းမြို့နယ်ရိုးတရုတ်ကျေးရွာကိုဟိုဂျက်ဖိုက်တာကနေဟိုဘုံနှလုံးကျေးရှာတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီဖြစ်စဉ်မှာဒီအပြစ်မဲ့အရသာပြည်သူ9ဦးတေဆုံးပြီးတော့9ဦးဒဏ်ရာရတာရှိပါတယ်။ဟိုနောက်ဘုံကျဲတိုက်ခိုက်ခံရတဲ့နေရာကတော့ဒီပုံနာကျွမ်းမျိုးနေအောင်ဖြူပြင်းရွာဖြစ်ပါတယ်။ဆိုတော့အောင်ဖြူပြင်းရွာကိုဘုံကျဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာတော့ဒီအမျိုးသမီးတူဒဏ်ရာရတာရှိပါတယ်။ဒီအကြမ်းဖက်ဖက်စစ်စစ်ကောင်စီဟာနော်စစ်မြေပြင်မှာသူတို့ဘက်ကအထီးခိုက်အကြဆုံးတွေများလာပြီဆိုလို့ရှိရင် เนาะစင်းမြေပြင်ကအညိုအတေးတွေကိုဟိုလက်စားရှည်တဲ့အနေနဲ့အပြစ်မဲ့ပြည်သူတွေနေတဲ့နေရာတွေကိုဥတည်ပြမှထားပြီးတော့မှဒီဘုံကျဲတိုက်ခိုက်တပ်ဖြတ်မှုတွေကို တောက်လျှောက်ဒီလှုပ်လာတာဖြစ်ပါတယ်ဟိုဒါဟာအကြံဖက်ဖက်စစ်စစ်ကောင်စီအနေနဲ့ဟိုစစ်ရာဇဝမှုကိုပြောင်ပြောင်တင်းတင်းကျူးလွန်တာဖြစ်ပါတယ်ဟိုဒီပြည်သူတွေပေါ်မှာကျူးလွန်တဲ့စစ်ရာဇဝမှုတွေအတွက်သူတို့အကြံဖက်စစ်ကောင်စီအနေနဲ့ဟိုတာဝန်ယူမှုတာဝန်ခံမှုရှိရမှာဖြစ်ပါတယ် ဟိုကျွန်တော်တို့ ULA အနေနဲ့ကတော့ကျွန်တော်တို့ရဲ့ပြည်သူတွေတရားမျှတမှုရရှိဖို့အတွက်ကျွန်တော်တို့လိုအပ်သလိုတုံ့ပြန်ဆောင်ရွက်သွားမှာဖြစ်ပါတယ်